ခိုးတဲ့ဘဝနဲ့မဆုံးရှုံးစေချင်လို့အိမ်မှာအိမ်အကူလာလောက်ဖို့ငွေချက်3သိန်းနဲ့ကန့်လှန့်လိုက်တဲ့အီသင်ကိုကဲပရိသတ်ကြီးတို့ရေပရိသတ်တွေအားလုံးရဲ့အစ်စ်တော်အီသင်ကိုကတော့လှိုင်းတရားကဒေါ်ကြီးကိုတဘဝလုံးစာကဲတင်ပေးဖို့ကန့်လှန့်လာခဲ့ပြီပဲဖြစ်ပါတယ်သူမအနေနဲ့ကတော့စာဝတ်နေရေးအခက်အခဲကြောင့်ခိုးယူခဲ့တဲ့ဒီအမျိုးသမီးအပေါ်မှာဘာအတွေးမှမရှိတဲ့လို့စူးစမ်းဖို့အခွင့်အရေးတစ်ခုကိုလည်းပေးဖို့စဉ်းစားထားပါသေးတယ်။ အရာပြင်းလူဆိုရာမျိုးကအမှားအမြဲတမ်းရှိနိုင်တာမို့လို့ဘသူဘက်ကမှမပါဘဲသူမရဲ့အင်ကြီးအင်ကောင်းမှတတူနေပြီးအင်အလုတ်တွေကိုလုပေးနိုင်ဖို့လာစာငွေချက်သုံးသိန်းနဲ့ကန့်လန့်ခဲ့ပါတော့တယ်။ဒီအတော်ကြီးသားစူးစမ်းမယ်ဆိုရင်အင်အကူဆိုပေမဲ့လည်းထပ်ပြီးလာစာတိုးသွားပေးမယ်ဆိုတဲ့အကြောင်းနဲ့ဒီလိုမျိုးခိုးပြီးမှရတဲ့အစားအသောက်တွေကိုမမတ်မောဖို့ပြောလာခဲ့ပါတော့တယ်။ဒါကြောင့်ပဲသူ့အိမ်မှာတော်ရုံမလိုအပ်တဲ့နေရာမှာအလုလာလုပ်ဖို့ကန့်လန့်ခဲ့တာမို့လို့ပြည်သက်တွေအားလုံးကအံ့ဩနေကြပါတော့တယ်။ အရာပြင်းသူမရဲ့ကံလမ်းမှုနဲ့ပတ်သက်ပြီးကျမရဲ့ချိုးတဲ့နေတဲ့ဒီအတော်ကြီးလုံမလားမလုပ်ဘူးလားဆိုတာကဆုံးဖြတ်မရဖြစ်နေကြတာမို့လို့ပရိသတ်ကြီးတို့လည်းဒီအတော်ကြီးအစာအီတင်ကိုအိမ်မှာအလုတ်လုတ်တဲ့မလုတ်တဲ့ဆိုတာကိုပြောသွားပေးကြပါဦးဗျာ။ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလုံးအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ။